ကဲဒီနေ့မှာတော့တောင်းလိုက်တားတို့အဖွဲ့ကတော့ဆောက်ချက်ကွဲပြီးကွင်းပဲเนาะကိုငွေမှုပြောတဲ့လေတိုင်းဆောက်ချက်တွေကွဲပြီးဆိုတာအဲ့ဒါမှအစ်စ်ပဲဒါကတော့ဘာလဲဆိုတော့နိုင်ငံနိုင်ငံဗျူဟာကုန်းဆိုတာကတို့တကယ်ဝင်ပေါက်နေရเนาะအဓိကအချက်ချာကြတဲ့စကောင်ရေဒါစကန်အောင်ရှိတယ်အဲ့ဒီစကန်ကြီးကို AA နဲ့ PDF ဖူးပေါင်းတွေဝင်ချိန်လိုက်တာခွေးပြေဝပြေးပြေးရတယ်နောက်တစ်ဖက်မှာကြတော့ဘာဆောက်ချက်ထပ်ကွဲလဲဆိုတော့အာဆီယံအထူးကိုယ်စားလှယ်နေချင်းမြန်ခီးစင်မှာ အာသူတို့ကအာဆီယံကိုအာဆီယံစည်းဝေးတက်ခွင့်ပြန်ရဖို့သူတို့ဘက်ကတောင်းဆိုလိုက်တာလို့လက်ရှိသူတို့ချင်းပါမဲ့ရွေးကောက်ပွဲကိုအာဆီယံကအာအထူးတလဲထောက်ခံတာလို့ဆိုပြီးတော့ဗယံပဒါစကားတွေနဲ့အရှက်မရှိတရင်ကောက်တင်ပလိုက်တယ်အခုဟိုကတော့ဘယ်ဝင်မမဟုတ်တဲ့ဟာကြီးကိုဟမ်ချက်ချင်းကောက်ပြီးတော့ပြန်ပြီးတော့တရင်ပြန်တင်တယ်တွေ့တဲ့အချိန်မှာမူငါးချက်ကိုတောင်းဆိုတယ်အစည်းအဝေးတက်ခွင့်ရှိတဲ့ကိစ္စနဲ့ပတ်သက်လို့ဒါကအာဆီယံအရင်မူတိုင်းရှိတယ် ဆိုတဲ့ဟာတွေကပြန်ပြောတယ်နောက်တစ်ခုပြီးလို့ရှိရင်ဒီလက်ရှိတွန်လိုင်းအင်အားစုတွေကအန်ယူဂျီအပါဝင်တွန်လိုင်းအင်အားစုတွေအားလုံးကိုတွဲဆုံပေးလိုက်တယ်နော်အပါတွေဖြစ်ကုန်အောင်လေဟုတ်မတိတယ်မဟုတ်အော်နေရက်ွက်ထဲမှာဟိုအိုးပေါက်ဂျိုးယိုကစားနေတယ်များအောက်မနေကြတာမသိဟမ်ဒီလိုနှစ်ခေတ်မှာဒီလိုအာဆီယံကိုယ်စားလှယ်လာတဲ့ပေါက်ပဲ40ဝါရပြန်တင်တင်ရဲဆိုတာနဲနဲနဲနော်ဆောက်ချက်မဟုတ်ဘူးနော်တကယ်ပြောတာပါအခုဟိုကအဲ့လိုမျိုးဖော်ကောင်းတော့လိုက်တော့ဘာဖြစ်ကောဆောက်ချက်ဝဲတာပေါ့ ဟမ်ကိုယ့်ကိုအတာလေးဖောရှောလေးနေလိုက်မယ်ဆိုရင်တော့ဘာဖြစ်မလဲဟိုအားလည်းတင်ခြင်းမတင်ဘူးနော်အခုဘာလုပ်လဲမတီးလို့ရှိရင်အာဆီယံဒီအထုကိုစလဲရပဲဟမ်အာဆီယံဘူးရဥက္ကရာပဲသူတို့ကိုလက်ခံတယ်လို့လို့ဒီရွေးကောက်ပွဲကိုအားပေးတယ်လို့ဟိုကပြောတာရှင်းရှင်းလေးမူငါးချက်ကိုအကောင့်ထဲပေါ့ရွေးကောက်ပွဲဆိုတာအားလုံးပါဝင်အင်အားစုပါဝင်မှအဓိပ္ပာယ်ရှိတာနော်မင်းတို့အာဆီယံအစည်းအဝေးတက်ဖွင့်ရချင်တာအာဆီယံကအရင်မူတိုင်းမပြောင်းသေးဘူး ပြောရတဲ့အဲမှာတခုမှသူတို့ပြောတာနဲ့စန့်ကျင်ဘက်ကြီးပဲအကုန်လုံးအဲ့အဲ့ဒီကောင်တွေကျွန်တော်တို့တွေမရှက်တာလားလို့ကဲဟိုအခုသူတို့ပြောတာမှန်ရင်အာဆီယံဘက်ကအာဆီအဒီမလေးရှားနိုင်ငံဝင်ကြီးဘက်ကအခုလိုထုတ်ပြန်မလားဟုတ်တယ်မလားရှင်းရှင်းလေးလားအဲ့တော့သူတို့အခုလိုပြောလိုက်ပြီးမှဟိုကထုတ်ပြန်လိုက်ပြီဆိုတော့ကသူတို့ဘာဖြစ်သွားပြီလဲ ဒါကိုလော်ခဲ့တဲ့ကောင်ဒီအမှဝင်နေဖြစ်အောင်မယ်ကျွန်တော်ဗီဒီယိုဖိုင်နေမြို့တက်လာမှာပဲဟိုဟိုကောင်ဝက်လီကျော်ဆိုးဦးတို့ဘာလို့ဘာပြောမှကျွန်တော်ကြည့်မယ်ဦးရရှင်ပြန်လောက်ဝင်ပြီးမှာလောလောဆယ်တော့နော်တကယ်စည်ရေးရရေးပါတဲ့ဝင်ပေါက်ပေါ့နော်ဒီဘက်ကိုရခိုင်ကနေဒီဘက်ဝင်ပေါက်ပွင့်သွားတဲ့တဘောပဲအဲ့ဒီဝင်ပေါက်ကနိုင်ရံဂျူဟာကောရေဒါစကန်းအောင်ရှိတယ်တကယ်အထိုင်စကန်းကြီးအထိုင်စကန်းကြီးကိုဝင်ကြုံကန်ထိတော့ဘာဖြစ်တယ်ခွေးတွေအတလီလံပြေးတာပေါ့တရင်လေးကျွန်တော်ဖတ်ပြ အရကတတော် AA နဲ့မဟာမိတ်တပ်တွေတိုက်ခိုက်နေတဲ့နိုင်ရံဗျူဟာတွေကစစ်ကောင်စီတပ်တွေစုခွာထွက်ပြေးနေပြီးတော်လှန်ရေးတပ်တွေကအပြီးတပ်ထိုးစစ်ဆင်နေပြီလို့မြေပြင်စစ်ရေးသတင်းမြင့်ချုပ်ကပြောပါတယ်ဗျူဟာတွေမှာဗျူဟာတွေကကောင်တွေထွက်ပြေးကုန်ပြီးကြာသွားပြီလို့ဖရဲဒီအကြီးစားကညညညစဲနိုင်လောက်သတင်းပို့တယ်ရဲဘော်တွေလည်းဝင်တိုက်နေပြီးနိုင်ရံရပြီလို့ပြောလို့ရပြီလို့သတင်းရင်းမြစ်တယောက်ဆွေကနေဒီမနေ့အပိုင်းမှာပြောပါတယ် အမ်ဘရန်လမ်းမင်းဒီကလေချောင်းရံကာကွယ်ရေးအတွက်ရေဒါပါတပ်ဆင်ထားတဲ့ဗျူဟာမြောက်စခန်းဖြစ်တဲ့နိုင်ရံဗျူဟာကိုအေနဲ့မဟာမိတ်တပ်တွေကပြီးခဲ့တဲ့ဖေဖော်ဝါရီလမှာထိုးစစ်ဆင်ခဲ့တာပါကာကင်းစခန်းကြီးဖြစ်တဲ့ MPD တာဝါတိုင်းဘုံကိုမတ်လမှာတည်ယူခဲ့ပါတယ်မတ်လ28ရက်နေ့စကိုင်းငလင်ကြီးလှုပ်ခန့်ပြီးတဲ့နောက်အေပါဝင်ညီနောင်မဟာမိတ်တုံးဘွက်ကငလင်အရေးပေါ်ကန်ဆယ်ရေးနဲ့ပြန်လည်ထူထောင်ရေးအတွက်လနဲ့ချီပြီးထိုးစစ်ကိုရှော့ချခဲ့ပါတယ် အဲ့ဒီတော့ထိုးစစ်ကိုပြန်လည်မြင့်တင်ခဲ့ရာစက်တင်ဘာလနဲ့လက်ရှိအောက်တိုဘာလစမ်းမှာဂုတ်ကြီးစခန်းနဲ့ဖိုက်တာဂုံးလို့အဓိကကာကင်းစခန်းတွေကိုတော်လိုင်းရေးတက်တွေကထပ်မံသိမ့်ပိုက်နိုင်ခဲ့ပါတယ်။တိုက်ပွဲတွေဆက်တိုက်ပြင်းထန်နေပြီးနောက်ပိုင်းယူဟာတဲကစစ်တပ်ရင်းတွေပါစုပ်ခွာထွက်ပြေးတဲ့ခြေတွေရောက်လာတာလို့သိရပါတယ်။လက်ရှိမှာနိုင်ငံယူဟာနဲ့ဆယ်မိုင်ခန့်အကွာကကပ္ပစ14နဲ့၄ကိုတက်ရင်းအနီးမှာလည်းတိုက်ပွဲတွေပြင်းထန်နေပါတယ်။ သုံးနေရာစလုံးကိုစစ်ကောင်စီကလေကြောင်းကနေအပြင်းထန်ဘုံကျဲနေတယ်လို့သတင်းရရှိပါတယ်။နိုင်ငံဗျူဟာမှာအမြောက်တဲ့လေကြောင်းရံကာကွယ်ရေးစခန်းရှိပြီးပေ9000ကျော်မြင့်တဲ့နိုင်ရံတောင်ပေါ်မှာအခိုင်အမာတည်ဆောက်ထားတာဖြစ်ပါတယ်။အမ်ဘရန်နဲ့နိုင်ရံဗျူဟာကိုစစ်တပ်ကတမ96ကိုတောင်းဝင်ပေးပြီးခုခံခဲ့တာမှာဒုတိယနီးဗျူဟာမှုအပါအဝင်အရာရှိတွေစစ်သားတွေအဖမ်းခံရတယ်လို့အရာရှိကနေတပ်သားထိ တေဆုံးဒဏ်ရာရသူများပြားပြီးအထိနာခဲ့ပါတယ်။ တမ69အောက်ကတက်ရင်းတွေအထိနာလာကြောင်းနောက်တန်းပြန်ပို့ပြီးစမ်းမီနဲ့တောင်ပိုင်းမိုင်းပန်မြို့မှာအခြေစိုက်တဲ့စစ်စင်ကုတ်ကဲမှုဌာနချုပ်စက်ခွန်စက်ကခစက်ခွန်နောက်အောက်ကတက်ရင်းတွေကိုနိုင်ငံဗျူဟာနဲ့အမ်ဘရန်ကစစ်စကန်းတွေကိုခုခံမှုထပ်ပို့ထားပါတယ်ဒါပေမဲ့အေဥဆောင်တဲ့တော်နိုင်ရင်တက်တွေရဲ့ထိုးစစ်ကိုစစ်တပ်ဟာမခုခံနိုင်မဲ့စကန်းတွေဆက်လိုက် ဆုံးရှုံးနေတာဖြစ်ပါတယ်ကောင်းလိုက်ကြနော် လက်လက်ရှိကျွန်တော်တို့ဒီတစ်တုံညာနှစ်ခုစစ်စင်ရေးဟာတော်လန်ရေးအတွက်ဘလောက်အားရခဲ့တယ်ဆိုတာအားလုံးသိမှာပါဒါပေမဲ့အဲ့တစ်တုံညာနှစ်ခုစစ်စင်ရေးအပြီးမှာဘာကြောင့်အားပြော်သွားလဲအဓိကတော့ငလင်းငလင်းဖြစ်သွားတာဒီဒီအာနာတိန်းထားတဲ့ကောင်တွေအတွက်ထွက်ပေါက်ရသွားတယ်ပထမတစ်တုံညာနှစ်ခုစစ်စင်ရေးကိုဟိုဘက်မှာညီနောင်မာမိတ်တုံးဘွက်ကတကယ်လို့စော်နေတဲ့အချိန်မှာစကန်းနေကြလုံးဝသူတို့ကစင်ကလေးချင်းမတန်မိဘူးညာလူတယောက်ကဖိတော်ပြီးတော့ထောကန်တီအောက်ချင်းမတန်မိသလိုပဲစစ်ခွေးတွေကအဲ့ဒီအချိန်မှာအဲ့လိုဖြစ်နေတယ် နော်ဒီဘက်မှာလဲတော်လိုင်းအင်အားစုတွေကတိုက်ကြတယ်အဲ့လိုအနေထားမှာဘာဖြစ်လဲဆိုငလင်ဘက်ခဲကောက်ထုတ်လိုက်ပေါ့ငလင်လောက်တဲ့အတွက်ထိုးစစ်တွေကိုရက်ပေးကြရတယ်ကောနော်အဲ့ဒီထိုးစစ်ရက်နေတဲ့အချိန်မှာတော်လိုင်းအင်အားစုတွေကထိုးစစ်ကိုငလင်ကြောင့်ရက်ပြီးတော့ပြည်သူလူထုမျက်နှာကြောင့်ရက်ပြီးတော့နော်နေပေးတဲ့အချိန်မှာဒီစစ်တပ်ကဘာပြန်လို့ဆိုသူတို့ပြက်နေတဲ့ခြေတွေကိုပြန်လဲပယ်ပြီးတော့ခိုင်ဒီဆောင်နိုင်နော်အဲ့တော့နိုင်ငံတကာကလည်းအကူအညီထက်လာတယ် ူတို့အတွက်လည်းပြင်ဆင်ချိန်ကြီးအများကြီးရပါတယ်စစ်ကူတွေပို့တယ်စကန်းတွေအခိုင်မာပြန်တိကျောက်တယ်ခံစစ်ကိုစနစ်တကျတိကျောက်တယ်အဲ့လိုဖြစ်တဲ့အတွက်ဘာဖြစ်လာလဲဆိုသူတို့အတွက်ကစီရေးထွက်ပေါက်ရပါတယ်ဒါပေမဲ့တော်လိုင်းအင်အားစုတွေအတွက်ကဘာဖြစ်လဲအားလုံးထိတဲ့အတိုင်းပဲရန်သူကိုအင်အားမွေးပေးလိုက်သလိုဖြစ်သွားတယ်အဲ့ဒီကနေတစ်ဆင့်ဒီဘက်အပိုင်းမှာနောက်တစ်ခုရှိတာကဒီညမှာအားလုံးနဲ့တိမှာပါအဲ့ဒါဘာလဲဆိုတော့ TNN TNN ရာစကန်းတွေနယ်မြေတွေဘာဖြစ်လို့ပြန်ဆွတ်လွတ်ပေးရလဲ အဓိက TNND အောက်ခြေအဆင့်မှာနော်ပြည်သူနဲ့ထိတွေ့ဆက်ဆံမှုပိုင်းမှာအင်အားနည်းတယ်လို့ကျွန်တော်မြင်ရတယ်။တချို့တည်းအခုကချင်ရွာတွေ DNA စုံမထားတဲ့ data ထဲမှာဒီ TNND နဲ့လူမျိုးနွယ်စုမတူတဲ့ရွာတွေမှာဆက်ဆံရေးကိုခိုင်မာစွာမတည်ဆောက်နိုင်ဘူး။နော်နောက်ပြီးတော့ KNA နဲ့အောက်ခြေအဆင့်မှာပွတ်တိုက်မှုတွေဖြစ်တယ်။ဒါတွေက TNND ကိုအင်အားထိခိုက်စေတာ။အဲ့တော့ကျွန်တော်တို့ဒီကာလဟာတပ်မှုတွေတိုက်ဝင်နေတည်ထားမှာကအရေးကြီးတဲ့ကာလပြည်သူကအဓိကပဲ နေပြင်းတစ်ခုကိုဆုံချုံသွားလိုက်စိတ်ပူစရာအကြောင်းမရှိဘူးဘာဖြစ်လို့ပြည်သူရှိရင်အဲ့ဒီနေပြိုအချိန်မျိုးဝင်ကြိတ်လို့ရနော်အခုဟွာဟိုရက်ကကြာသွားတယ်ဗန်းမောက်ဗန်းမောက်ကိုစစ်ခွေးတွေအသေးလဲထိုးစစ်စင်းနေနော်မခုခံပါနဲ့အကိုဘကကြီးကုန်ခံအနာခံပြီးတော့မြို့ကိုခုခံစရာမလိုအဲ့ဒါဆိုမြို့လဲနာနော်ဒီကောင်တွေကကိုယ်တွေဒီမြို့ကိုတိန်းထားရင်အဲ့ဒီတိန်းထားမြို့မှာသူတို့အုတ်ထုတ်ဝင်မရှိတာလေအဲ့ဒီမြို့ကိုအမောက်လာချေတာ နော်လက်နက်ကြီးနဲ့ drone နဲ့လေရင်နဲ့အဲ့တော့သူတို့လိုချင်တာလိုချင်ပြန်ပေးမယ်ပေးလိုက်ဖယ်ပေးလိုက်ခေါ်ပြီးတော့ပေးလိုက်နော်ဝင်လာပြီလားအထိုင်ကျပြီဒီကောင်လေးတနေရာထဲမှာအင်အားပြည့်နေလို့ရတာမဟုတ်လားထိုးစစ်ဆင်တဲ့အချိန်မှာထုံထုံအင်အားတွေလာထိုးရလေပြီးရင်ရပြီဆိုသူတို့ပြန်သွားတာပြန်သွားပြီလားနောက်တစ်ချိန်ဝင်ကြိတ်လိုက်အဲ့ဒီချိန်ကြိတ်အကုန်လုံးရှင်းပြီရန်ငါပြောင်းကျုံပြီနှစ်ခါပြင်သုံးခါပြင်အဲ့ကောင်လေးလာရဲအောင်မလားနော်ဒါကြောင့်မလို့ကိုယ့်ဘက်ကရဲဘော်ဒီအနေနဲ့ အတက်တွေကိုတော့မရင်းတင်တာမရင်းတယ်မတန်ဘူးခွေးတရားသေလို့ကျုပ်တို့သူရဲကောင်းတယောက်နဲ့မလဲနိုင်ဘူးเนาะအဲ့ဒါပြောတာဒါကြောင့်မလို့ဒီတော်လှန်ရေးမှာလူဒုကလည်းတန်ဖိုးထားတာချင်းกว่าတယ်တော်လှန်အင်အားစုတွေကလည်းလူဒုကိုအလေးထားဖို့လိုတယ်ပြီးသူကတနတ်ရှိပြီဆိုတဲ့ကပြည်သူကကြောက်ပြီအဲ့တော့ကြောက်လို့ယူသေးတာမဖြစ်ဘဲနဲ့ချစ်လို့ယူသေးတာကိုကျွန်တော်တို့တော်လှန်ရေးတမားတွေရအောင်ယူတတ်ဖို့လိုအပ်တယ်เนาะအခုတော့ဘလို့ဖြစ်ဖြစ်ဒီဘျူဟာကုန်းကြီးကြာသွားတယ်ဒါကစစ်ရေးအရာ တဖက်တန်တမန်ရေးအရာမှာလည်းဂုဏိကပြောသလိုအာဆီယံထုကိုစလဲမြန်မာပြည်ကိုလာတယ်နော်အာဆီယံနဲ့ကြဥက္ကဋ္ဌမြန်မာပြည်ကိုလာတယ်လာပြီးတော့သူတို့နဲ့တွေ့တယ်တွေ့တဲ့ဟာကိုတည်င်းကောက်ထုတ်ပြန်လိုက်တယ်သူတို့ကတော့ဝါထားဖြန့်ချင်သောနဲ့ဟမ်အာဆီယံပဲရွေးကောက်ပွဲကိုအားပေးတယ်လို့ဟုတ်လားအာဆီယံဥက္ကဋ္ဌဟိုနေ့ကိုအာဆီယံစည်းဝေးတွေတက်ခွင့်ရဖို့အတွက်ပြန်ပြီးတောင်းဆိုထားတယ်လို့ဟောပြီးတဲ့ပြီးတော့ဟိုကဘက်ကလက်ဂျင်းနဲ့ကောက်ထုတ်လိုက်ပေါ့အတင်းစိတ်ကိုထုတ်ပြတယ်နော်နော်ဘလို့တွေ့တယ်ဘလို့ဖြစ်တယ်အတင်းစိတ်ကိုဟိုကဂျင်းနဲ့ထုတ်လိုက်တော့ စောက်ချောက်ကွဲရောနော်စောက်ချောက်ကွဲနေလို့ရှိသေးတယ်တခါထပ်ပြီးတော့ NUD အပါဝင်ဒီတော်လိုင်းအင်အားစုတွေနဲ့အကုန်တော်အနေအာဆီယံပြည်ဆောင်လိုက်ရဆိုတော့ဘာဖြစ်သွားလဲအေးအဲ့လားပဲနော်အဲ့တော့ကျွန်တော်တို့ဒီတော်လိုင်းရေးရလေတန်တမန်ရေးရအောင်စစ်ရေးရအောင်ကျွန်တော်တို့ကအပေါ်စည်းရောက်နေပြီလားစိတ်တက်ကြစရာလည်းမလိုလို့စိတ်ဝမ်းကွဲကြစရာလည်းမလိုနိုင်တဲ့နေရာကဝိုင်းလို့ရအောင်ဒီပုံရံလူကိုဝိုင်းပြီးမှနိုင်တဲ့နေရာကကိုယ်နေအခွင့်အရေးကိုယူရမယ် เนาะဒါဆိုရင်ရန်သူဟာစောစီးလဲနိုင်တယ်အဲ့လိုမဟုတ်ဘဲနဲ့အချင်းချင်းမနာလိုမှုတွေဝင်တိုမှုတွေနဲ့ဖြစ်နေကြမှာဆိုရင်တော့ရန်သူကခုနကပြောတော့ငလင်မှာရက်လိုက်တယ်တော့ဘလောက်အားကောင်းလာတယ်အဲ့လိုပဲရောက်ဖတ်ကြက်ဥတိုက်တာမရှိဖို့အရေးကြီးတယ်เนาะရန်သူကိုဒီချိန်ထပ်ပြီးတော့အတက်ဆက်ဖို့ပေးဖို့မရှိတော့ဘူးကျွန်တော်တို့တွေပွဲသိမ်းစော်ဖို့အချိန်ရောက်ပါပြီအားလုံးစီးလုံးစွာနဲ့စတော်ကြ fighting